ကျောင်းသားကျောင်းသူများမင်္ဂလာပါဆရာကတော့ဓတမတိုင်းတင်ယူတဲ့မြန်မာစာပါတာရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးရောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့နှစ်ဦးအပြန်လှန်ပြောပုံစံဖြစ်တဲ့စာပေအင်တာဗျူးအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့ အင်တာဗျူးတက်စီဖို့နောက်မေဂွန်မီနီအဖြစ်ဖြစ်နည်းတွေကိုသိရှိစေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။အဲ့တော့စာပေအင်တာဗျူးဆိုတာပါလေ။စာပေအင်တာဗျူးဆိုတာကတော့ဘာသာစကားကိုအသုံးပြုပြီးလူတဦးနဲ့တူအပြန်အလှန်ဆက်သွယ်တဲ့စကားပြောဆိုနည်းဖြစ်ပါတယ်။အင်တာဗျူးခြင်းဟာဆိုလို့ရှိရင်လူတဦးနဲ့တူအပြန်အလှန်ဆက်သွယ်တဲ့အလုပ်ဖြစ်ပြီးတော့အချီးချပြောစကားဖြစ်တဲ့အတွေ့အကြောင်းမိမိရဲ့စကားကိုတစ်ဖက်လူကစိတ်ဝင်စားဖို့ပြောရတယ်လို့တစ်ဖက်လူရဲ့စကားကိုလည်းစိတ်ဝင်စားနားထောင်ဖို့လိုအပ်ပါတယ်။ အင်တာဗျူးလုပ်တဲ့အခါမှာတတိပြုတဲ့နီလန်းတွေကတော့မေးဖြေနီးညှိနှိုင်းဆွေးနွေးနီးမိမိမိကိုပြောဆိုနီးစတဲ့နီလန်းတွေကိုတတိပြုရမှာဖြစ်ပါတယ်အဲ့တော့ဒီအခုဖော်ပြပေးထားတဲ့ဆရာဝင်းကြီးနဲ့ဆရာမင်းလူတို့ရဲ့နောက်အပြန်လှန်ပြောပုံစံဖြစ်တဲ့စာပေအင်တာဗျူးပုံစံကိုဆရာတို့ကတယောက်ပြတင်ကြားပေးသွားမှာဖြစ်ပါတယ်ကွန်မင်းလူပဲရောက်ကစားပြီးစာရေးတာဝန်ထမ်းပါလာတယ် အပြောရမယ်ဆိုရင်တော့ကျွန်တော်ပန်းချောင်းမှာစာမှာရေးခဲ့တယ်လို့ပါပဲအသက်6နှစ်9နှစ်လောက်ကလေးကဝါနာပါခဲ့တယ်တကယ်တမ်းပြောရမယ်ဆိုရင်တော့မွေးကလေးကဝါနာပါတယ်လို့ပြောရမယ်စောစောကပြောခဲ့တယ်လို့ပဲဗီဇပါလာတာပေါ့တကယ်စာရေးဖြစ်တာကတကယ်စာရေးဖြစ်တာကကျွန်တော်အထက်တန်းကျောင်းတင်ငယ်ကျောင်းအထက်ကတက်မှာကလေးကနေရာကစာဆောင်လေးစာရေးခဲ့တယ်ကျောင်းမှာစာပေအတင်းဝင်လို့တော့ဆရာမဒေါက်ကင်းစင်းမြင့်ကအားပေးလို့ကြပြားလေးစာရေးခဲ့တယ် တက်တို့ရောက်တဲ့အခါကျတော့ကြပြားတွေဝိထုတွေရေးပြီးတော့မဂဇင်းတွေပို့တယ်ဒီလိုပဲရေးလိုက်ပို့လိုက်အပြေခံရလိုက်နဲ့အဲ့ဒီတုန်းကအရွေးမခံရသေးဘူးအဲ့ဒီတော့ကရေးခဲ့တဲ့ထဲရဆိုလို့ရှိရင်ចောင်းနေကစားဆောင်မှာရေးခဲ့တဲ့ကြပြပဲရွေးခံရတယ်။နောက်ចောင်းနှစ်လည်းမဂဇင်းမှာကြပြတစ်ပုဒ်ရွေးခံရတယ်။ကြပြနာမည်ကစစ်ဆက်ចောင်းလန်ပီစီချင်းအဲ့ဒီတော့ကတော့ចောင်းဖုန်ကြီးဆိုတဲ့ကလောင်နာမည်နဲ့ပဲရေးခဲ့တာ။ အဲ့ဒီနှစ်1986ခုနှစ်မှာပဲရုပ်ရှင်ပရိဒါမဂ္ဂဇင်းကနေပြီးတော့နေဝင်သွားတော့လာထွက်သည်ဆိုတဲ့ဝိထုတို့လေးတပုတ်ဖော်ပြခံရတယ်။အဲဒါကပထမဆုံးဝိထုပဲပေါ့။လုံကြီးအနေနဲ့ကဟောပထမဆုံးလုံကြီးကဘန်ကြောင့်1989ခုနှစ်မှာထွက်တယ်။ကြပြားစောက်ထဲမှာချစ်လာဟေဝင်ခဲ့လေကွယ်က1988ခုနှစ်ကထွက်တယ်။ အချစ်လာဟေးဝင်ခွဲလေးပေါ်မှာပါတဲ့ကဗျာအချို့ကတက္ကသိုလ်မှာတော့တောချောင်းဖုန်ကြီးကလောင်နာမည်နဲ့ရေးခဲ့တာတွေပါလို့အမှားစာမှာရေးထားတွေ့လိုက်ရတယ်။ comment လို့အနေနဲ့ចောင်းသားဘွားကရေးခဲ့တဲ့ကဗျာအိုင်းနဲ့အခုလက်ရှိရေးနေတဲ့ကဗျာအိုင်းနဲ့ဘယ်လိုခြားနိုင်ရလို့ခံစားမိတယ်။ចောင်းသားဘွားကရေးခဲ့တဲ့ကဗျာကြီးလည်းကြိုက်တာပဲ။အခုရေးတဲ့ကဗျာတွေလည်းကြိုက်တာပဲ။တခုပဲရှိတယ်။အခုရေးတဲ့ကဗျာတွေကပိုပြီးကျေပြန့်လာတာပဲရှိတယ်။အပြင်လောကရောက်လာတော့လောကအကြောင်းလူတွေအကြောင်းပို့ပြီးတိလာတော့ရေးရတာပို့ပြီးကျေပြန့်လာတယ်ဒါပဲခြံထားပါတယ် ကြပြရေးတဲ့နေရာတွေမှာအချို့ကစကားလုံးကြိလိတိတ်တဲမှုအဓိပ္ပာယ်တော်ပဲဖွင့်နေမှုလို့ဦးစားပေးပြီးတော့ရေးသားကြပြီးတော့အချို့ကတော့အကြောင်းအရာကိုဒါရိုက်ဖော်ပြရဲ့ကာယမက်ကြပြတွေကိုပိုပြီးသဘောကျကြတယ်။ကိုမင်းလူကဘယ်လိုမြင်ပါသလဲ။အဲကျွန်တော်ကတော့နှစ်မျိုးစလုံးကြိုက်ပါတယ်။အဲတချို့ကြပြတွေကြတော့စကားလုံးတိတ်ကျတဲ့ จิจิเลเลยีတယ်စကလုံးတစ်လုံးဆိုဆိုတလားအတိတ်ပဲထီရတယ်အတိတ်ပဲကလည်းဝေးကဝိုက်ကရေးတတ်ကြတယ်အဲ့ဒီလိုကြပြတွေလည်းကြိုက်တော့ကြိုက်တယ်အခုထက်ထီဆွဲဆွဲလန်းလန်းအလွတ်ရနေတဲ့ကြပြတွေလည်းရှိပါတယ်တစ်ဖက်ကကြည့်ပြန်တော့စကလုံးจิလစ်ဖို့လောက်ပဲစူးစမ်းနေရပြီးကြပြဆိုတာလူနားမလဲလေပိုကောင်းလေဆိုတဲ့အယူအဆတွေဝင်လာတယ်အဲ့ဒီ user ကိုတော့ကျွန်တော်လက်မခံဘူး။ကြပြဆိုတာလူနားမလဲအောင်ရေးရင်ကြပြအစင်တဲ့မြင်နဲ့ လူတွေအများကြီးနားလည်အောင်ရေးရင်ကြ བྱ ာကပေါ်သွားတယ်ဆိုတော့အယူဆတွေတချို့မှဖြစ်လာတယ်။နောက်ပြောကြတာရှိသေးတယ်။ကြ བྱ ာဆိုတာကဝိပညာရှိတွေအတွက်တာဖြစ်တယ်ဆိုတဲ့အယူဆ။ဒါတွေကိုကျွန်တော်တို့လက်မခံကြတော့ဘူး။ကြ བྱ ာဆိုတာပြီးတူပိုင်ပစ္စည်းအားလုံးပိုင်နဲ့အားလုံးနဲ့ဆိုင်နဲ့အားလုံးနားလည်အောင်ရေးနိုင်ရင်ပိုကောင်းတယ်။အဲ့ဒီလိုပဲကျွန်တော်တို့ယူဆတယ်။ရှေ့ကတရုတ်ပြတင်ကြခြင်းကိုကြီးစုလေးလာခဲ့ပြီးဆိုရင်တော့အခုဖော်ပြပေးထားတဲ့မိကုန်းတွေကိုလည်းလွယ်ကူစွာဖြည့်ဆည်းနိုင်မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။